ဒီအပိုင်းမှာလက်တာနဲ့တိုက်ခိုက်ချင်နေတဲ့နှစ်ယောက်ကိုနေကြပန်းနဲ့ရတဲ့ဆာမူရိုင်းကိုရှာမတွေ့မရှင်းနှစ်ယောက်စလုံးကိုတိုက်ခိုက်တာတားမြစ်တယ်လို့ဘူကပြောနေခဲ့ပါတယ်ပြီးတော့နင်တို့အသက်တရားငါးစီမှာအကျွေးတင်နေတာကိုမမေ့ဖို့ပွားစီပွားစီပြောနေခဲ့ပါတယ်အဲ့လိုပြောလာရင်တနေရာအယောက်မှာမူကန်ဂျင်ကိုဖတ်ပြီးတခုခုကိုတိုင်မြင်နေတာကိုဖူးတယောက်မြင်လိုက်ရပါတယ်အဲ့နောက်နှစ်ယောက်သားစန်းကျင်ဘက်အရက်ကိုပြေးသွားကြတဲ့အတွက်လမ်းသုံးခါဆုံးတဲ့နေရာမှာဖူးတယောက်ဘယ်သွားရမှန်းမသိတိုင်ပတ်နေခဲ့ပါတယ်နောက်တစ်ခါမှမူကန်တယောက်စိုင်းတဆိုင်ဝင်သွားပြီးသူမြဝိုင်းကိုသွားထိုင်လိုက်ပါတယ်အဲ့ဒါအပြင်အဲ့ဒီဝိုင်းမှာမှားထားတဲ့ဟာတွေကိုပါအားရပါးရစားနေတာကြောင့်ဆိုင်ရှင်ကဒီဝိုင်းမှာ ထိုင်နေတဲ့သူတွေကယာကူဇာတွေဖြစ်ကြောင်းတိုးတိုးလေးကပ်ပြောလိုက်ပါတယ်အဲ့ဒါကိုပြီးတော့ယာကူဇာဆိုတာအဖွဲလိုက်ပဲမာရဲတဲ့ကောင်တွေဆိုပြီးထပ်ဖက်နေခဲ့ပါတယ်တကယ်တော့အဲ့ဒီကောင်တွေကဒီနေမီရနာဂါတိုမီဂိုင်းရဖြစ်ပြီးအခုလဲမူကန်ကိုတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့အာဆီယာတားလိုက်ပြီးမူကန်ကိုသူကိုယ်တိုင်အခန့်ကျင်တယ်လို့ပြောလိုက်ပါတယ်နောက်တစ်ခါမှာအလောင်းကစားလုံးနေတဲ့အဖိုးကြီးတယောက်ကသူ့ရဲ့လောင်ကြီးရှုံးသွားတဲ့အတွက်အဆောင်တွေကအကျွေးဆက်ဖို့အချိန်ရပြီဆိုတာသတိပေးခဲ့ပါတယ်အဲ့အချိန်မိန်းကလေးတယောက်ကစူစူကဲဆိုတဲ့ကောင်လေးကိုစာတင်ပေးနေခဲ့ပြီးဟိုကောင်လေးကတော့ငိုင်နေခဲ့ပါတယ်အဲ့နောက်နှစ်ယောက်သားစကားပြောနေတော့အလောင်းကစားယုံကအဖိုးကြီးကို ကြွေးတောင်းတဲ့အတန်းကိုကြားလိုက်ရပါတယ်။အဖိုးကြီးကတော့ဆိုင်းအောင်မသိမ့်ဖို့တောင်းပန်နေပြီ။အဲ့အချိန်မှာသူသမီးကထွက်လာခဲ့ပါတယ်။သူသမီးကိုမြင်သွားတဲ့အကြွေးတောင်းသမားတွေလည်းအဲ့ဒီမိန်းကလေးကိုအကြွေးနဲ့သိမ့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျင်းကတော့ခုနကဆိုင်းအောင်ရောက်နေပြီ။ဆိုင်ရှင်အဖိုးကြီးကပတ်စံမပါတာကိုတီးတော့ညည်းညူနေခဲ့ပါတယ်။ဂျင်းကပတ်စံရနိုင်မဲ့အလုပ်လေးပါလိမရှိဘူးလားလို့ဆိုင်ရှင်ကိုမေးတော့ဓာပလာတဲ့ဂျင်းကိုကြည့်ပြီးဒီမျိုးကနေနှစ်ထုတ်ခံခဲ့ရတဲ့ကာဝါရာလို့ခေါ်တဲ့ယာကူဇာခိုင်းမှာတတော်ဆောင်ရုပ်ဖို့အကြံပေးလိုက်ပါတယ်။ကာဝါရာခိုင်းရဲ့ခေါင်းဆောင်ဟီတာရီယိုကဂျင်းသာတဲ့တယ်ဆိုပေမဲ့နောက်ပေါ်လာတဲ့နာဂါတိုမီလို့ခေါ်တဲ့ခိုင်းကြောင့်လွန်ခဲ့တဲ့6လအတွင်းဒီနေရာလုံးဝ င်ပြောင်းလဲသွားတယ်လို့ပြောပါတယ်။ဒိုင်ဂိုရူကဟီတာရီကိုတူကြုံနေရတဲ့အခက်ခဲပြောပြနေပေမဲ့တတ်သိမရှိပဲနာဂါတိုမီခန်းကိုတိုက်ခိုက်လို့မရဘူးလို့ဟီတာရီကဆိုပါတယ်။သူ့ရဲ့နောက်လိုက်တွေကတော့အခုလိုဖြစ်နေရဒိုင်ဂိုရူတယောက်တည်းမဟုတ်ပဲမျိုးရေရလူတွေအားလုံးအလောင်းကစားနဲ့အလင်ခံနေရတာဖြစ်ကြောင်းဝမ်းပျော်ကြပါတယ်။ဒါပေမဲ့ခေါင်းဆောင်ဟီတာရီကနှုတ်ဆက်တာနေနေခဲ့ပါတယ်။တစ်ဖက်မှာမူကန်နာဂါတိုမီခန်းကောင်းဆောင်ကြွေးတာကိုတစ်ဖက်နှစ်ဖက်စားနေပြီ။အဲ့ဒီခန်းကောင်းဆောင်ကတော့သူပြည့်ရှင်တဲ့အရာတွေအားလုံးကိုမူကန်အောင်ပြောပြနေခဲ့ပါတယ်။သူ့နာမည်ကအခါကဲတူကြီးဖြစ်ပြီးသူကဒီဒေတာတစ်ခုလုံးကိုအပိုင်သိနေတာပဲဖြစ်ပါတယ်။အဲ့အတွက်လဲမူကန်ကိုသူနဲ့ပူ ူးပေါင်းဖို့စီရင်နေခဲ့တာဖြစ်ပါတယ်ဂျင်းကတော့ဆန်ရှင်အဖိုးကြီးပေးတဲ့စိုးပြုတ်ကိုတောက်ဖို့လုပ်နေပြီအဲ့အချိန်မှာပဲနာကာတိုမီကန်ကလူတွေရောက်လာခဲ့ပါတယ်အဲ့နောက်ဆိုစုကဲပါရောက်လာပြီးနာကာတိုမီကန်ကလူတွေကိုတခုခုတောင်းနေခဲ့ပါတယ်ဒါပေမဲ့ဟိုကောင်တွေကကောင်လေးကိုအနိုင်ကျင့်နေတာကြောင့်ဂျင်းလည်းဆိုစုကဲကိုတတော်ဆောင်ငှားမလားလို့လက်မေးလိုက်ပါတယ်အဲ့နောက်သူ့ရဲ့စကီကိုအနေငယ်ပြလိုက်ပါတယ်ဒါအောင်ရှင်သွားတဲ့ကောင်လေးလဲယာကူဇာဆိုတဲ့ဂုံကိုမထောက်အားလုံးထွက်ပြေးကုန်ကြပါတယ်ဖူးကတော့ဂျင်းနဲ့မိုကန်မရှိတဲ့အတွက်တယောက်လဲချက်လာပြီးအဲ့အချိန်ဘေးဒင်းဆီယာမတယောက်ကဖူးကိုလှမ်းခေါ်လိုက်ပါတယ်ပြီးတော့ယောက်ျားနှစ်ယောက်ကိုရှာနေရမဟုတ်လားလို့မေးလိုက်ပါတယ်ဖူးလဲ ဗေဒင်စီယာမှာပြောတာမှန်နေတာကြောင့်သူ့အိမ်ထဲမှာရှိသည့်မြပတ်စံအောင်ထုတ်ပေးလိုက်ပါတယ်ဒါပေမဲ့ပတ်စံအနေလုံးတဲ့အတွက်သဲလွန်သားပဲရခဲ့ပါတယ်ဗေဒင်စီယာမှာပြောတာငါသာနေနေရမှာဆိုရင်ပန်းအိုးတွေကိုတတိထားမှာဆိုပြီးဖြစ်ပါတယ်ဂျင်းနဲ့တွေ့လာတဲ့နာဂတိုမီကန်အကောင်တွေကတော့ဂိုင်းကောင်းဆောင်ကကဲတိုကီစီရောက်လာပြီးအကြောင်းစုံကိုပြောပြလိုက်ပါတယ်မူကန်ကအဲ့ဒီဓာသမားကိုစိတ်ဝင်စားသွားတဲ့အတွက်သူတာဝန်ယူလိုက်မယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ထဲမှာရှိတဲ့ဓာသမားတစ်ယောက်ကမကျင်တဲ့အတွက်နာဂတိုမီကန်မှာဓာသမားနှစ်ယောက်မလိုအပ်ဘူးဆိုတာမူကန်ကဓာထုတ်ဖို့ပြောရင်တိုက်ခိုက်ခဲ့ပါတယ်သူ့နာမည်ကအီရှီမာစုဖြစ်ပြီးခဏလောက်တိုက်ခိုက်ပြီးမှကကဲတိုကီကတားလိုက် လိုက်ပါတယ်။အီရှီမာစုကိုဒိုင်ဂိုရိုစီတွားပြီးသူသမီးကိုခေါ်ခဲ့ဖို့လှမ်းပြောလိုက်ပါတယ်။အီရှီမာစုကတော့လက်မခံခြင်းပဲမဲ့ခေါင်းဆောင်ရဲ့အမိန့်ဖြစ်နေတဲ့အတွက်ညင်နေလိုက်ရပါတယ်။ဆိုစုကဲကဂျင်းကိုကျေးဇူးတင်စကားပြောနေပြီးသူတို့ကိုင်းမှာတရော့ဆောင်ဖြစ်လို့ဖို့ကမ်းလှမ်းနေခဲ့ပါတယ်။တကယ်တော့ဆိုစုကဲဆိုတာကာဝါရာကိုင်းရဲ့တက်ကန်သူတစ်ယောက်ဖြစ်ပြီးဂျင်းကတော့တေးဖို့မပြေစင်ထားဘူးဆိုရင်ဒါတစ်ချောင်းနဲ့ဖိနှိပ်မရဖို့ပြောပြီးထွက်သွားဖို့လုပ်ပါတယ်။တပတ်မှာဖူးကဟိုနှစ်ယောက်ကိုရှာနေတဲ့လူတစ်ယောက်နဲ့တိုက်မိပြီးအဲ့ဒီလူရဲ့ဘန်းကကြာခွဲသွားခဲ့ပါတယ်။ထိုးသူကကွဲသွားတဲ့ဘန်းအုပ်အတွက်ရန်တရာတောင်တောင်းပြီးအနောက်ကလူတစ်ယောက်ကမပေးနိုင်ဘူးဆိုရင်မင်းတို့အလုပ်တစ်ခုရှိရလို့ ဆိုပါတယ်အဲ့နောက်ဖိုးကိုတကူးနဲ့အုပ်ပြီးခေါ်သွားခဲ့ပါတယ်အဲ့ဒါကတော့ပြည်သာအိမ်ပဲဖြစ်ပါတယ်ဂျီယိုတတ်တော်ဆောင်အဖြစ်ခေါ်လာတဲ့ဆိုစုကဲကိုဟီတာရီယိုကနာကာတိုမီခိုင်းရယူလာတဲ့စာရွက်ကိုတောင်းလိုက်ပါတယ်ပြီးတော့အိုဆူဆူကိုပြည်သာအိမ်ခေါ်သွားတဲ့အကြောင်းမှပြောပြလိုက်ပြီးဂျီယိုကကာဝါရာခိုင်းရတတ်တော်ဆောင်မလို့ဘူးလို့ညင်းလိုက်ပါတယ်ခေါင်းမာတဲ့ဆိုစုကဲကတော့သူ့အဖေပြောတာတွေကိုလက်မခံပဲဂျီယိုတတ်တော်ဆောင်အဖြစ်သူခန့်ရတဲ့အကြောင်းကျင်နာပြီးထွက်သွားခဲ့ပါတယ်တစ်ဖက်မှာဖိုးနဲ့အိုဆူဆူကအတူရှိနေပြီးဒီနေ့ကနေခိုးတော့ဖို့ဖိုးကတိုင်ပင်နေခဲ့ပါတယ်အဲ့လိုလုပ်လိုက်ရင်အိုဆူဆူကသူ့ရဲ့အဖေကိုပြဿနာရှာမှာစိုးတဲ့အတွက်မလုံနိုင်ဘူးလို့ညင်းလိုက်ပါတယ်ဆိုစု ပြဲတဲ့ဂျင်ကတော့လှူရှားဖို့အတွက်အချင်းတွေကိုကြည့်နေပြီးလုံလုံကြီးကတိတ်ချက်လွန်းတဲ့အတွက်နှစ်ယောက်သားတစ်ခုခုကိုကျန်စီလိုက်ကြပါတယ်။အဲဒီနောက်အဖိုးကြီးတယောက်နဲ့မိမပြူလေးတယောက်ကခိမ်းမှရှိတဲ့အဆောင်တွေကိုအလုံလိုချင်တဲ့ဆိုကဝင်ဝင်တောင်းနေပါတယ်။အဆောင်တွေလည်းဝင်ဝင်ပေးလိုက်ပြီးအထဲကိုရောက်တော့အဆောင်တွေကမိကလေးစီမှာပါလာတဲ့ဒူရီယာကိုတိကျက်ခိုင်းလိုက်ပါတယ်။အဲကမိကလေးရဲ့ဆက်ပြီးဟန်ဆောင်မနေတော့ပဲသူ့ရဲ့တယုံမှန်ကိုပြသလိုက်ပါတော့တယ်။တကယ်တော့အဲ့ဒါဂျင်ဖြစ်နေပြီးအဖိုးကြီးကလည်းဆူဆူခဲဖြစ်ပါတယ်။အဆောင်တွေလည်းကျူးကျော်စုလို့ထားအောင်ကြပြီးဒါကိုကြားသွားတဲ့မူကန်ပျော်နေတဲ့မျက်ခွက်ကြီးနဲ့အပြေးလာပါတော့တယ်။အဲအခါမှာမိတ်ဆွေနှစ်ယောက်ကထပ်တွေ့ရတဲ့အပြင်ဖူးက ကပါအဲ့ဒီညမှာရှိနေတဲ့အတွက်တောင်းတသားပြန်ဆုံသွားကြပါတယ်အဲ့နောက်အပိုင်း၃ကပြီးဆုံးသွားခဲ့ပါတယ် အထက်ကလူတွေကထွက်ပြေးနေကြပြီအကြောင်းကတော့မူကန်နဲ့ဂျီနိုနှစ်ယောက်တိုက်ခိုက်နေလို့ပဲဖြစ်ပါတယ်ရိုးရိုးသွေးသွေးဖြစ်နေတဲ့အချိန်မှာဆူဆူကအိုဆူဆူကိုခေါ်ပေးမယ်အိုဆူဆူကတော့သူ့ရဲ့လူရဲ့ကြောင့်သူ့ဘေးဒုက္ခရောက်မှဆိုးတဲ့အတွက်အမှသာနေပြီးပေးဆက်ဖို့ဆုံးဖြတ်ထားပြီးပဲဖြစ်ပါတယ်မူကန်နဲ့ဂျီနိုနှစ်ယောက်ကတော့တိုက်ခိုက်နေတုန်းဖြစ်ပြီးခဏကြာမှအဆောင်တွေကဂျီနိုကိုဝိုင်းထားလိုက်ကြပါတယ်မူကန်ဂျီနိုသူ့တယောက်တည်းရင်ဆိုင်ခြင်းတဲ့အတွက်သူ့လမ်းမှာပိတ်နေတဲ့ကောင်းတွေအကုန်လုံးကိုရှင်းပြီးဂျင်းစီသွားဖို့လုပ်ပါတယ်ဒါပေမဲ့ဂျင်းကအစင်းသေးယူလာတဲ့မိခိုးဘုံကိုဖောက်ခွဲလိုက်ပြီးဆူဆူကနဲ့နှစ်ယောက်သာထွက်ပြေးလာခဲ့ပါတယ်အချော်မပေးသေးတဲ့မူကန်ကတော့နောက်ကဆက်လိုက်သွားပါတယ်ဂျင်းကအိုဆူဆူကိုကယ်တ နေတယ်ဆိုရင်နာကာတိုမီဂိုင်းကိုဖျက်ဆီးမှရမှာဖြစ်ပြီးအဲ့ဒါဂိုင်းရဲ့အဓိကဖြစ်တဲ့ကာဂဲတိုကီကိုတတ်နိုင်မှရမယ်လို့ပြောပါတယ်ဂျင်ယိုမတွေးလို့ပြန်လာတဲ့မူကန်ကတော့ကာဂဲတိုကီစီပြန်ရောက်လာပြီးဖြစ်ပြီးရောက်ရောက်ချင်းမှာပဲကာဂဲတိုကီကမင်းသားကိုထပ်ပြီးတုံးစရာမလိုတော့ဘူးဆိုတာဒီတိုင်းနေပြင်ရပြီလို့ပြောလိုက်ပါတယ်ကာဂဲတိုကီကဒီကဘာမှာလူနှမျိုးပဲရှိရလို့ခံယူထားပြီးအဲ့ဒါအုတ်ချုပ်သူနဲ့အုတ်ချုပ်ပြီးတဲ့သူတွေပဲဖြစ်ပါတယ်မူကန်လိုလူတစ်ယောက်သာကာဂဲတိုကီနားမှာရှိနေမယ်ဆိုရင်သူ့ကိုဘယ်သူမှစမ်းကြည့်ရမှာမဟုတ်တော့တဲ့အတွက်အဲ့ဒါမှာစစ်မှန်တဲ့အာနာလို့ကာဂဲတိုကီကဆိုပါတယ်မူကန်ကတော့အာနာဆိုတာအခြားသူတွေကိုချုပ်ကင်တာဖြစ်ပြီးတိုက်ခိုက်ဖို့သာဆရာထက်တဲ့အတွက် ကာတိုမီခန်ကနေထွက်သွားခဲ့ပါတယ်အဲ့ဒါကိုခါကဲတိုကီကတားဆီးနေပေမဲ့မူကန်ကတော့ပြန်လဲမလာတော့ပါဘူးမူကန်ထွက်မသွားခင်အီရှိမာဆုကိုစိန်ခေါ်ခဲ့ပြီအီရှိမာဆုကကာဝါရာခိုင်ကနေထွက်လာတော့ကသူ့ရဲ့ချင်းနဲ့ဒီတပ်ပူကောင်းအောင်လုံးနိုင်မယ်လို့ထင်ခဲ့ပေမဲ့လောကကြီးကထင်သလောက်မျိုးရှင်းတဲ့အတွက်သူ့ကိုယ်သူစိတ်မကျေမနပ်ဖြစ်နေခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုကြတော့မူကန်လည်းစင်ဂျီရီပေးပြီးကို့ဘွားကိုဖြုတ်တိမနေဘူးနဲ့ကိုပလိုရှင်တယ်မလဲဆိုတာမင်းကိုယ်တိုင်ဆုံးဖြတ်ဖို့မှာပြီးထွက်လာခဲ့ပါတယ်တဖက်မှာဆူဆူကအဆူဆူစီကိုအချင်းနေကြည့်နေတော့အဆောင်တွေကအဆူဆူလက်ကိုကိုင်ပြီးနာပူထနေအောင်မြင်လိုက်ရပါတယ်ဒါကိုကြည့်မနေနိုင်တဲ့ဆူဆူကအဲ့ဒီလူကိုအနောက်ကနေဝင်ပြီးဒါနဲ့ထိုးခဲ့ ပါတယ်။အဲဒါကြောင့်အီရှိမာဆုတို့အဖွဲ့ကဆိုဆိုကဲကိုကာဝါရာဂိုင်းစီပြန်ပို့ပြီးဆိုဆိုကဲရဲ့လိုရအတွက်ဘလို့တာဝန်ယူလဲလို့မေးလိုက်ပါတယ်။အဲနောက်ကာဝါရာဂိုင်းနဲ့နာဂါတိုမီဂိုင်းကခေါင်းဆောင်နှစ်ယောက်ကလည်းချင်းဆိုင်ပြီးပြဿနာကိုဖြေရှင်းဖို့လုပ်ပါတယ်။ခါကဲတိုကီကဒီကိစ္စကိုသွေးမထွက်ပဲဖြေရှင်းချင်တယ်ဆိုတာကူစာရဲ့ပြဿနာကိုအလောင်းကစားနဲ့ဖြေရှင်းဖို့ကန့်လန့်ခဲ့ပါတယ်။လောင်းကြီးကတော့ကာဝါရာဂိုင်းကအနိုင်ရသွားခဲ့ရင်အိုဆူဆူကိုပြန်ပေးမှာဖြစ်ပြီးရှုံးခဲ့ရင်တော့ကာဝါရာဂိုင်းကိုဖျက်သိမ်းရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဟီတာရူကလက်မခံပဲသူရှုံးခဲ့ရင်သူသားရဲ့အပြစ်ကိုသူခိုင်းမှာဖြစ်ပြီးသူနိုင်ခဲ့ရင်တော့သူသားကိုပြန်ယူမယ်ဆိုတာလောင်းကြီးကိုပြင်လိုက်ပါတယ်။တစ်ဖက်မှာမူကန်ကတော့မိုးရွာထဲမှာကြာရွက်ကို ကန်ပြီးခြေဦးတရရောက်သွားနေခဲ့ပါတယ်အဲ့လိုသွားနေရင်ဂျင်းနဲ့ဖူးကြောင်စဉ်းစားနေမိပါတယ်ဂျင်းကတော့အဲ့ဒီရွာနဲ့ထသောဖို့လုံမှာဟီတာရိုကရောက်လာပြီးတနေရောက်ခေါ်လာခဲ့ပါတယ်အဲ့နောက်သူတို့ရဲ့ရာဇဝင်စကြောင်းတွေကိုပြောပြနေခဲ့ပါတယ်ယာကူသားတွေအချင်းချင်းတိုက်ခိုက်နေတဲ့အချိန်တုန်းကသူတို့အနေနဲ့အပြစ်မဲ့တဲ့သူတွေကိုကယ်တင်ခဲ့ပါတယ်အဲ့ဒီအကျိုးဆက်ကြောင့်သူတို့မိသားစုတွေကိုဆုံးရှုံးခဲ့ရပြီးသူကတော့ကာဝရာဂိုင်းမှာခေါင်းဆောင်အဖြစ်ရှိနေခဲ့ပါတယ်အီရှိမာစုဂိုင်းပေါက်သားတို့ကသူ့ရဲ့နောက်ဆုံးလက်ရက်တွေကိုရောက်လာပြီးထင်ခဲ့တယ်လို့ဟီတာရိုကဆိုပါတယ်အဲ့နောက်စကားကိုဖျက်လိုက်ပြီးဂျင်းရောပစ္စည်းတစ်ခုပေးကဆူဆူကဲကိုပေးခိုင်းလိုက်ပါတယ်တစ်ဖက်မှာဖူကတော့ဖောက်တဲ့တွေမလောင်ရှုံးတော့ နေတဲ့မျက်နှာနဲ့လှုပ်ပြနေပေမဲ့သူ့ကိုပဲအရွေးခံလိုက်ရပါတယ်။ဒါပေမဲ့အခန်းထဲရောက်တော့နာဘူးကောင်ရဲ့ခေါင်းကိုရိုက်ခွဲပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။ပြေးလာရင်လမ်းမတွေ့ရဲ့လူနှစ်ယောက်ကိုအလောင်းကစားရုံရှိရနေအောင်မေးကြည့်တော့အဲ့ဒီလူနှစ်ယောက်ကဘာမှမပြောပဲထန်းစင်ပေါ်တင်ပြီးခေါ်သွားခဲ့ပါတယ်။တကယ်တော့အလောင်းကစားရုံမှာအန်စာတုံးလေးကိုခေါ်လာတာဖြစ်ပြီးအဝယ်စားတွေလဲကဝိုင်းထဲကိုထည့်လိုက်ပါတယ်။အဲ့ဒါကြောင့်ဖူးလဲမထူးဆက်ခင်ပြီးအန်စာတုံးကိုအထာချာချပစ်လိုက်ပါတယ်။အဲ့ကခါကဲတူကြီးဘက်ကမအောင်ရွေးခဲ့ပြီးဒီတာရိုဘက်ကတော့စုံအောင်ရွေးခဲ့ပါတယ်။တကယ်တမ်းကြားသွားတာခွန်ဖြစ်တဲ့အတွက်မယူထားတဲ့ခါကဲတူကြီးကအနိုင်ရသွားခဲ့ပါတယ်။အဲ့ကဟီတာရိုလဲစကားအတိုင်းအသိပါလာ တဲ့ဓာတ်ကိုထုတ်ကသူ့ကိုသူအဆုံးစီရင်သွားခဲ့ပါတယ်။ဒါပေမဲ့ကာကဲတိုကီကတော့အချောနီသုံးလို့မရရင်အကျန်းနီကိုသုံးပြီးကာဝါရာဂိုင်းကိုအတင်းဝင်သိမ်းဖို့ကြံစီထားရလဲဖြစ်ပါတယ်။အဲ့လိုအခြေအနေမှာမူကန်ရုတ်တရက်ရောက်လာပြီးနာကာတိုမီဂန်လူတွေကိုတိုက်ခတ်ခဲ့ပါတယ်။အဲ့ဒါကြောင့်အခြေအနေကရုတ်ရုတ်သေးသေးလေးဖြစ်ကုန်ပြီးအဲ့ဒါကိုအခွင့်ကောင်းယူကာကာကဲတိုကီကထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့အီရှီမာစုကလိုက်လာတာကြောင့်ဟိုကောင်တွေကိုတွားချဖို့ပြောနေတော့ဒါနဲ့အထိုးခံလိုက်ရပါတယ်။နောက်ဆုံးမှာအီရှီမာစုလည်းအမြင်မြန်ရသွားခဲ့ပြီဖြစ်ပြီးများပြားတဲ့ပေးဆက်မှုတွေနဲ့ကာဝါရာဂိုင်းကနိုင်ရသွားခဲ့ပါတယ်။ကိုစုစုကတော့ကာဝါရာဂိုင်းကိုပြန်လည်တည်ထောင်ဖို့အတွက်အီရှီမာစုကိုခေါ်ပေမဲ့သူ ကိုသူအပြစ်သားလို့ခံယူထားတဲ့အရှိမဆိုကတော့သူ့အပြစ်တွေကိုစီးကျော်ပြီးမှပြန်လာခဲ့မယ်ဆိုတာငြင်းခဲ့ပါတယ်။အဲ့နောက်မိုးကန်အစင်းရှိစရာကြံသေးတယ်ဆိုတာကွေးမြေတစ်ခုမှနှစ်ယောက်သားဓာတလက်စီနဲ့ပြင်ဆင်နေကြပါတယ်။အဲ့နောက်အတူတူခုတ်လိုက်ရပြီးအရှိမဆိုကအထိနာသွားခဲ့ပါတယ်။ဒါကတော့အပိုင်းလေးဖြစ်ပြီးနောက်ပိုင်းတွေတော့နောက်နေ့မှတင်ပြသွားပါမယ်။